ဆိုတော့ AA ဟိုစစ်ဦးစီးချုပ်ကပြောတယ်ဆိုပြီးဒါ online မှာပြန်နေတာပေါ့เนาะအဲ့တော့သူကဘာပြောလဲဆိုတော့လက်ရှိဗမောတိုက်ပွဲမှာเนาะပါဝင်တိုက်ခိုက်နေတဲ့သူတို့ရဲ့စစ်တီတွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကိုမညာပါနဲ့လို့ပြောထားတာမျိုးတွေ့ရတယ်။ပြီးလို့ချင်းသူနောက်ထပ်ပြောတာကဒီဗမော်မျိုးကြီးကိုသိမ့်ပိုက်ပြီးလို့ရှိရင် ကချင်းပြည်သူတွေရဲ့လက်ထဲကိုလက်ဆောင်ပေးဖို့ဆိုတာမျိုးအထိသူပြောလာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်စစ်တီတွေအနေနဲ့လည်းကြိုးစားပေးပါလို့ပြောတယ်ပေါ့ဆိုတော့ဒီပြောဒီပြောကြချက်ကချီချင်းပြည်ရဲ့ policy နဲ့ထိတ်တိုက်တွေ့နေတဲ့အနေအထားမျိုးလို့ပြောပြောလို့မရဘူးလားအကျိုးဆက်ကဘာတွေဖြစ်လာနိုင်တယ်လဲဆရာဘယ်လိုယူဆတယ်လဲဘူဂျိုထွန်းမြနိုင်ကအဲ့လိုပြောလိုက်တာဟာနော်သူတို့ညီနောင်သုံးပေါ်ကို MNDA လို့ နော်တယောက်ကိုမိခိုးနေရတဲ့ဘဝရောက်နေတယ်ကိုကန့်နော်အဲ့ဒီကညီနောင်သုံးဘွဲ့လို့ကိုဆက်ဆံလို့မရဘူးနော်အဲ့ဒီအတွက်နော်ဒီသူတို့သက်ဆိုင်ရာညီနောင်သုံးဘွဲ့အနေနဲ့သက်ဆိုင်ရာပြည်နယ်တွေမှာစက္ကစအင်အားစုတွေရှင်းထုတ်တဲ့ကိစ္စကိုမင်းတို့တက်တက်ကြွကြွလုပ်ကြပါနော်ဆိုတော့ကချင်းပြည်နယ် ကျွန်တော်တို့စကားစာကင်းစင်နေနေမြေဖြစ်သွားပြီဆိုလို့ချင်းຫນွေຮູ້ຕໍ່ຫຼັນຍີ້ກະເນາະເຈົ້າເຮົາອ່ອງແວຂັນເນາະມາຜິດໄປອဲ့ດີດ້ວຍດູແຍບໍດີເນາະຖືອັດແປໄປບໍ່ມິນຸຍະໄຂລົ້ມຍ່າອອງເລົ່າດະລູເວດີມິດຈີນາກໍເຈົ້າເຮົາດີກະຊິນປີແນກໍແລສິດກອງສີກະນີ້ກင်းສິນອອງເລົ່າແດກິສາມາໂຈບັນໄປໄລເອລູໂຈບັນໄປຫມູ່ຫາ ဘာပဲဖြစ်ဖြစ်ຫນွေဥတော်လိုင်းကြီးအောင်ပွဲကိုတဆင့်တွန်းတင်လိုက်မှာဖြစ်တယ်လို့ပြောတဲ့သဘောလို့ကျွန်တော်ကနားလည်ပါတယ်အဲ့တော့အဲ့ဒီပြောဆိုမှုရဲ့အခြားတစ်ဖက်ကအိဘယ်ကဘာလဲဆိုရင်ရှီချင်းဖင်မင်းကိုကန်ကိုအနိုင်ကျင့်ပြီးတော့နော်လာရှုပ်ကိုရယူခဲ့တယ်လို့ဒီဘက်ကနေမြေတွေကတော့ရှမ်းမြောက်ဒီဘက်လွန်လာတဲ့နေမြေတွေကတော့ဘယ်တော့မှ ရမှာမဟုတ်ဘူးတို့ရတဲ့နေနဲ့ဆက်လက်ခုခံတိုက်ပွဲဝင်သွားမယ်ဆိုရဲသဘောပြောတယ်လို့ကျွန်တော်တော့နားလည်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ရှုံကုံသုံးသက်လိုက်မယ်ဆိုရင်ဆရာစစုံကဆွေးနွေးသွားတဲ့ထဲထဲမှာလည်းပါတယ်ပေါ့နော်အဓိကကဒီစက်ကောင်စီဘက်ကနေပြီးတော့တရုတ်ကပေါ့နော်ပံပိုးပေးတယ်ဆိုတာကစက်ကောင်စီသားဒီနယ်မြေတွေကိုကွန်ထရိုးလုပ်နိုင်ရင်သူ့ရှေ့သူ့လက်သူလှုပ်ရှင်ရလှုပ်လို့ရတယ်ဆိုလိုတာက အစိုးရဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့ရုပ်သေးအစိုးရပဲသူခိုင်းတာလောက်ရမယ်အစိုးရတရက်ဖြတ်သွားမယ်ပေါ့နော်စစ်တပ်ဆိုလို့ရှိရင်လည်းဒီစစ်ကောင်စီရဲ့လက်အောက်မှာရှိနေတဲ့စစ်တပ်ပေါ့နော်ဒီစစ်တပ်ဟာဆိုလို့ရှိရင်လည်းသူ့ရဲ့ဟိုဘာလို့ပြောမလဲဆိုတဲ့အခါကျတော့သူခိုင်းကျင်တာခိုင်းလို့ရတဲ့စစ်တပ်တစ်ခုရဲ့အနေအထားမျိုးရောက်သွားမယ်ပေါ့เนาะဆိုတော့ဒီလိုအနေအထားမျိုးတီ तू ကမျောလင့်ချက်ထားတယ်လို့ထင်ပါတယ်ဆရာဆိုတော့အဲ့ဒီအနေအထားပေါ်မှာကောဟိုပေါ့เนาะထားပါတော့ဟိုဗိုလ်ချုပ်ကြီးမရောက်ဗိုလ်ချုပ်မကြီးမရောက်လိုက်ကတော့သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ तू ွားတယ်ပေါ့နော်တရုတ်ကိုကတ်တယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးနဲ့သွားမယ်ဆိုရင်စစ်တပ်ရဲ့အခန်းကဏ္ဍရောဘာလဲပေါ့နော်လုံးဝတရုတ်ကိုလုံနေတရုတ်ရဲ့လက်အောက်ခံစစ်တပ်လားပေါ့နော်ဒီအခန်းကဏ္ဍကိုစစ်တပ်ထဲမှာရှိနေတဲ့အခြားသောဗိုလ်ချုပ်တွေကသူတို့မမြင်ကြဘူးလားဒါမှမဟုတ်ဘူးဆိုဘာကြောင့်သူတို့လိုက်နာဖို့နာခံဖို့အစဉ်အသင့်ဖြစ်နေသလဲပေါ့ဆရာဘယ်လိုယူဆသလဲဆရာဒါကတော့ကျွန်တော်တို့ဒီဗမာပြည်စစ်တပ်ရဲ့နော် နိုင်ငံရေးအဆင့်တန်းနဲ့ဆိုင်ပါတယ်ဗမာပြည်စစ်တပ်ရဲ့နိုင်ငံရေးအဆင့်တန်းကနိုင်ငံတကာစစ်တပ်ဖွဲ့စည်းပုံမဟုတ်ပါဘူးဗရီသေးစစ်တပ်ဖွဲ့စည်းပုံဖြစ်ပါတယ်သူတို့သူတို့ကိုဒီကျွန်တော်တို့မင်းမျိုးစစ်တပ်ကသူကနေပြီးတော့လေ့ကျင့်သင်ကြားပေးလိုက်တာ တခုတည်းပါအမိန်နာကအမိန်မနာခံလို့ရှိရင်နော် သေတံပေးလို့ရတယ်ပြစ်တတ်လို့ရတယ်ဆိုတာဟုတ်သူတို့ကောင်းတဲ့ကိုနော်ဂျိုက်နဲ့တွန်းပေးထတာနောက်တစ်ခုကစစ်တပ်ကတပီလုံးရဲ့နော်ကျွန်တော်တို့အုပ်ချုပ်ရေးအာဏာတရားစီရင်အာဏာနော်အာဏာ300လုံးကိုကျွန်တော်တို့ချုပ်ကင်ပြီးတော့တိုင်းပြည်ရဲ့ဒဏ္ဍာရီအလုံးစုံကိုနော်ကျွန်တော်တို့ ကြိုက်တယ်လို့နော်စားသုံးငွေပြုတ်နေကြတဲ့အနေထားမှာအဲ့ဒီဟိုကျုပ်တီအားလုံးဟာဒီနေ့သူတို့ရဲ့အဲ့ဒီအကျိုးမြတ်တွေအဲ့ဒီအကျိုးစီးပွားတွေခံစားနေရသမျှခံစားနေရသမျှကျွန်တော်တို့အဲဘယ်တော့မှမင်းအောင်လိုင်ကိုပုံကံမှုစူးစမ်းမှာမဟုတ်ပါ now အဲ့ဒီလိုစဉ်းစားနိုင်တဲ့အားစုတွေမှန်သမျှเนาะမင်းအောင်လိုင်ကလည်းပတ်ထုတ်ပြီးသား အခုမင်းအောင်လှိုင်ပြောသမျှနာခံမဲ့နော်ကျွန်တော်တို့ဒီမင်းအောင်လှိုင်ရဲ့ကျွန်တော်တို့ကျက်တက်ကတူအပတ်စဉ်23နော်ရှေ့ပိုင်းကပုံကိုယ်တွေအားလုံးကိုပတ်ထုတ်ပြီးပါအဲ့ဒါကြောင့်မင်းအောင်လှိုင်ပြောသမျှကိုခုနကလိုဒီကျွန်တော်တို့စစ်တက်ကတူကလေ့ကျင့်ပေးထားတဲ့အတိုင်းအမိန်နာကမိုးတစ်ခုပဲနော်ကျွန်တော်တို့ဟိုတောင်းဆိုတိဆောက်ထားတဲ့ ဗြိတိစစ်တပ်ဖြစ်ပါနိုင်ငံတကာစံနှုန်းနေနဲ့တိဆောက်ထားတဲ့စစ်တပ်မဟုတ်နောက်တစ်ခုကတပြည်လုံးရဲ့ခုနကလိုအာဏာ300ကိုကင်ဆယ်ပြီးတော့တပြည်လုံးရဲ့အကျိုးစီးပွားတွေမှန်မြန်စိတ်ကြိုက်ထင်လို့ခြေလေခွင့်ရနေတဲ့ဘိုလ်ချုပ်တွေကတော့ဘယ်တော့မှကျွန်တော်တို့မင်းအောင်လိုင်ကိုတွန်းလှန်မှလည်းမဟုတ်တွန်းလှန်မဲ့ကောင်းနေလေနော်အတန်သက်သက်ကြားတာနဲ့ထောင်ထဲရောက်သွားတာပေါ့ဒါကလက်ရှိအခြေအနေပါဒါကြောင့်မို့ ဒီစစ်တပ်ကိုကျွန်တော်တို့ဒီစစ်တပ်ကပြုပြင်ပြောင်းလဲလာလိမ့်မယ်ပြည်သူတွေဘက်ကိုမျက်နှာမူးလာလိမ့်မယ်လို့မြင်နဲ့အမြင်မှန်များကျွန်တော်တို့ဟိုစိတ်ကူးရင်မူပါဒီတဲမှာအခုစစ်တပ်ဟာနော်ဒီလိုတိုင်းပြည်မှာမတော်မတော်မတော်မတရားအလုပ်တွေနော်မတော်မတရားမှုတွေဥပဒေတွေပြဋ္ဌာန်းပြီးတော့မတော်မတရားစီးပွားရေးရချုပ်ကန်မှုတွေ အမျိုးမျိုးလှုပ်ထားတဲ့အောက်မှာဒီနေ့အစိုးဆုံးစစ်တပ်ထဲကအင်အားစုလို့ပြောရလို့ရှိရင်လေရာအုပ်စုပြောရမှာအခုကစစ်မီပြင်မှာကစစ်တီတွေကအခုကအလံမြူထောင်ပြီးလက်နဲ့ချဖို့ပဲနော်ထက်သန်နေတဲ့အနေထားပါအခုစစ်တပ်မှာလှုပ်ရှားနေတဲ့အင်အားစုဟာအဓိကလေချောင်းကအဲ့ဒီလေချောင်းကဒီပိုင်လော့တွေနော်လေရင်ဦးစီးတွေ အလုံးကနော်ဘသူတွေထိထိဘသူဘဲအိမ်နေမီးလောင်တော့နော်ဘသူတွေသေသေနော်ကျွန်တော်တို့ခိုင်းသမျှလုပ်နေတယ်အဲ့ဒီလိုလုပ်တဲ့အတွက်လဲသူတို့ရဲ့အကျိုးစီးပွားတွေကတော့ထားเสียမရှိအောင်ကျွန်တော်တို့ဟောချမ်းသာကြွယ်ဝနေကြပါအဲ့ဒီလိုမတရားတဲ့နီးနဲ့တိဆောက်ထားတဲ့ဒီစစ်တပ်ကဟောဒီနေ့အခုကတော့ နော်ခုကတော့တော်လန်ရေးသမားလားတပုံလားနော်ပြည်သူလားမခွဲကြပါဘူးလူစုစုမြင်တဲ့နေရာကိုနော်ဘုံကျဲတပ်ဖြတ်တိုက်ခိုက်နေတာသူအမြောက်တပ်တွေကလည်းနော်ဒီတိုင်းပဲလုပ်နေတာဒါကျွန်တော်တို့ဗမာပြည်စစ်မြေပြင်ရဲ့နော်အသွင်သဏ္ဍာန်ဖြစ်ပါတယ်ဒါကြောင့်မို့ပြည်သူတွေနော်ထောင်ထဲချီပြီးတည်ကြည်တန်ရာရနေတယ် အဖြစ်ဆိုးနေကျွန်တော်တိုင်းပြည်ဟာရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့ခြားတစ်ဖက်ကလည်းအဲ့ဒါကိုတားဆီးကာကွယ်ပေးမယ်အင်အားစုကဘာမှမရှိပါဘူး။အမေရိကန်လည်းအဲ့ဒီအတွက်နော်ကျွန်တော်တို့ဟိုလေရင်ပြည့်လက်နဲ့ဒီပေးတာမရှိဘူး။နော်တခြားဘယ်အင်အားစုကမှနောက်ပြီးတော့ဒီ no fly zone လို့နော်လေရင်မပြန်တမ်းရတတ်မှတ်ပေးမှုကုလသမဂ္ဂကလည်းဆုံးဖြတ်မပေးနိုင်ဘူး။အဲ အဲ့တော့ဖြစ်သမျှဒဏ်ကျွန်တော်တို့ပြည်သူတွေခံဖို့ကြုံလာရတဲ့အခြေအနေဖြစ်ပါတယ်ခင် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်စိတ်မကောင်းစရာတွေတော့ဖြစ်နေတာပေါ့လေဆရာဒါပေမဲ့ဟိုကျမဟိုအခုဆရာပြောတဲ့လောက်ပေါ့နော်ပြောပြီးတဲ့လောက်ကိုကျမခြုံငုံပြီးတော့သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲဆရာပြောသွားတဲ့အထက်မှာကျမသတိထားမိတာပါရှိလဲဆိုတော့ဒီစက်တက်နဲ့နော်ဒီဒီဒီဘုံကျုံမူကြီးမရောက်နိုင်အပါအဝင်ပေါ့နော်သူ့ရဲ့စက်တက်ကဒီရဲ့စဉ်းစားတွေးခေါ်မှုကဒီနိုင်ငံရေးဂုဏ်သိက္ခာတို့ဘာတို့ဆိုတဲ့ကိစ္စကိုထည့်ပြီးတော့စဉ်းစားတာမဟုတ်ဘူးသူတို့အဓိကစဉ်းစားတာကစီးပွားရေးအကျိုးမြတ်နဲ့အာနာပေါ့နော်အာနာရှိရင်စီးပွားကြည့်မယ်စီးပွားစီးပွားတွေကိုလည်းထိန်းသိမ်းထားနိုင်မှာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုး နဲ့သွားတယ်ဆိုတဲ့အခါကျတော့အဲဒီအနေထားပေါ်မှာ ကတော့ကျမတို့မြင်နေရတာကတော့ပေါ့နော်ဒီဆက်တက်တာဆက်ပြီးတော့စိုးမိုးသွားမယ်ဆိုရင်တရုတ်ရဲ့ကိုလိုနီကတော့ဖြစ်သွားပြီပေါ့နော်တရုတ်ကိုလိုတရုတ်ခိုင်းတာလောက်ရမယ်ဆက်တက်ကလည်းအဲတရုတ်ကခိုင်းတဲ့တရုတ်ရဲ့ဆက်တက်ပေါ့တရုတ်ရဲ့လက်ဝေခံဆက်တက်ပဲဖြစ်မယ်အစိုးရဆိုလို့ရှိရင်လည်းအစိုးရတရက်ကိုတကယ်လို့ဖြစ်လာခဲ့လို့ရှိရင်လည်းအဲဒီရုပ်သိအစိုးရတရက်ပဲဖြစ်မယ်ပေါ့ဆိုတော့ဒီအနေထားကြီးနဲ့ပဲသွားတော့မယ်ပုံစံမျိုးတော့ဖြစ်နေတာပေါ့လေအခုအခုတို့သွားကျင်နေတဲ့အနေထားကလည်းလမ်းကြောင်းကလည်းဒီလမ်းကြောင်းလိုပဲကျမတင်တယ်ပေါ့လေဆိုလို့ရှိရင်ကျမနောက်ဆုံးအနေနဲ့မေးစရာမေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကဒါဆိုလို့ရှိရင်ကျမတို့တော်လိုင်းရေးသမ ားတွေအတွက်မျှော်လင့်ချက်ရှိသေးရလားပေါ့နော်ဆရာအဲ့ဒါလေးနဲ့ပတ်သက်ပြီးနေကုန်ချုပ်အနေနဲ့ဆွေးနွေးပေးစီခြင်းပါတယ်ဆရာမျှော်လင့်ချက်ကရှိပါတယ်မျှော်လင့်ချက်ရှိပါတယ်ဟုတ်ဒီကအပြင်ကျွန်တော်မြင်တာကတော့ဒီအခုရှမ်းမြောက်ပိုင်းဆိုတဲ့ကိစ္စဟာတိုးနေစမ်းနေဆက်ဆက်နေတဲ့အတွက်ရှမ်းမြောက်ပိုင်းကပြဿနာတွေဖယ်ပြီးတော့ဒီနေ့ ကြည့်လိုက်လို့ရှင်ကျွန်တော်တို့ပြည်နယ်တိုင်းတိုင်းရင်းသားပြည်နယ်တိုင်းကကျွန်တော်တို့စစ်ကောင်စီကင်းစင်ရေးတွေလှုပ်ရှားနေတဲ့တိုက်ပွဲဟာပြည်နယ်တိုင်းမှာနောက်ဆုံးပန်းနိုင်ရောက်ခံနေပြီကချင်မှာလည်းဗမော်နဲ့ကျွန်တော်မြည်နာပဲကြံပါတော့ခင်းမှာလည်းပဲကျွန်တော်တို့ဟာခန်ဟာခန်နဲ့မြို့နှမြို့လောက်ပဲ ကျမ်းမာတော့ရခိုင်မှာလဲကျွန်တော်တို့နှမျိုးလောက်ပဲစစ်တွေနဲ့ကြောက်ဖြူလောက်ပဲရှိပါတော့နော်ဒီအလားတူနော်ကျွန်တော်တို့အဲတရင်ဒီဒေသမှာဆွေးလဲနော်အဲဂလိုက်ကိုပဝန်ကျင်တော့ရှိပါတယ်အဲတော့ကရင်ဒေသမှာဆိုလို့ရှင်လဲနောက်အခုကအတော်ပြင်းထန်တဲ့တိုက်ပွဲတွေနေ အခုကရင်ဒီရဟာကျွန်တော်တို့အခုကျွန်တော်တို့ဂျာတိရသလောက်ဆိုလို့ချင်းကျွန်တော်တို့ဟိုဒီအီယာဗရီနော်မြို့ဝကျွန်းပေါ်ရဲ့နော်ရှေ့ဘက်ချမ်းမှာကျွန်တော်တို့တိုက်ပွဲတွေကအခုကရင်ဒီနယ်ရဲ့နောက်ဘက်ချမ်းပြီးကူလာအဲ့ဒါတွေကရခိုင်ရဲ့ကျွန်တော်တို့ စစ်စင်ကြီးပေါ့ရခိုင်ပြည်နယ်ဤတတော်ရဲ့ကျွန်တော်တို့အစီအစဉ်နဲ့လှုပ်ရှားမှုတွေစစ်ကောင်စီပြုတ်ကျသွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့ဥတည်နေတယ်။ဟောရခိုင်လွမြောက်ရေးတစ်ဖက်ကလုံရင်းနဲ့ကျွန်တော်တို့မခွေးဘကိုးတိုင်းမခွေးတိုင်းဘကိုးတိုင်းအခုမြို့ဟာကျုံးပေါ်ထဲမှာတောင်းကြိုက်ပွဲတွေဟောနေမှာအဲ့ဒါကြောင့်မို့အဲ့ဒီအစီအစဉ်တွေသာကျွန်တော်တို့ ဖြစ်မြောက်အောင်မြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပမာပြီဟာနော်ပြုတ်ကျုံပြင်မဲ့အရေးကနေပြီးတော့ရှောင်လွှဲနိုင်တဲ့အနေအထားအဲ့ဒီထဲမှာရေးကြီးဆုံးကတော့ညဉ့်ညွန့်ရေးပါပုံမှန်လည်းလည်းပြောရလို့ရှိရင်တော့နော်ဘသူတွေနဲ့ဘသူတွေနဲ့ညဉ့်ညွန့်ရေးဖြစ်ဖို့လိုတယ်လဲဆိုတော့အညာဒေသမှာရှိနေတယ်တော်လိုင်းရေးတိုက်ပွဲဝင် အင်အားစုတွေအများစုကိုထိမ့်သိမ်းချုပ်ကင်ထားတဲ့ NUG နဲ့ကျွန်တော်တို့အခုရခိုင်ကကျွန်တော်တို့ AA တမရော AA တပ်ဖွဲ့ရခိုင်တပ်တော်ရဲ့ကြားထဲမှာရှိနေတဲ့ကွာဟာချက်တွေကိုကျွန်တော်တို့ဖြည့်ရှင်းပြီးတော့ပေါင်းစပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မမာပြည်ရဲ့နယူတော်လန်ကြီးကမကြခင် အောင်ပွဲရမယ်အနေထားရှိပါတယ်။အဲတော့အဲ့ဒီအင်အားစုနှစ်စုကြားထဲမှာရှိနေတဲ့အာဟာအတားတွေပရိပခတွေကိုဘယ်လိုဖြည့်ရှင်းကြမှာဘယ်လိုညှိနှိုင်းစေပေါင်းစပ်ပေးကြအဲ့လိုပေါင်းစပ်ပေးနိုင်တဲ့အနေထားတွေနော်တိုးပွားလာနေဒါမဲ့တိုးပွားလာတာကဘာလဲဆိုရင်တိုးပွားလာတာကအောက်ချင်မှာမြို့ဝကျောင်းပေါ်မှာရှိနေတဲ့ PDF တွေက ရခိုင်တပ်တော်နေနော်ပူးပေါင်းပြီးတော့ NUG သဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေနော်ဒေသလိုက်ပူးပေါင်းဆောင်ရွက်မှုပြီးလုပ်နေကြအဲ့ဒါဟာနေရာနှံ့အခုမကွေးတိုင်းမှာလည်းဒီတိုင်းမှာနော်ဒီဟို NUG ကအာပေါင်းစပ်ပေးသည်ဖြစ်စေမပေါင်းစပ်ပေးသည်ဖြစ်စေတိုက်ပွဲတူဝင်နေတဲ့ဒီတိုက်ပွဲဝင်တပ်မတော်သားတွေအချင်းချင်းအေးအေးနဲ့ပေါင်းစပ်မိသွားကြတယ် အဲ့တော့အဲ့ဒါကတော့ဘသူမှဟန်တာလို့မရမြို့ဝကြောင်းပေါ်လေဒီတိုင်းမှာအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါဟာနှွေဦးတော်လန်ရဲ့ဆက်ထုံးဖြစ်တယ်အဲ့ဒါကိုပေါင်းစပ်နိုင်အောင်စည်းလုံးညီညွတ်နိုင်အောင်ကျွန်တော်တို့လုပ်နိုင်ရင်ဗမာပြည်မှာကျွန်တော်တို့စစ်ကောင်စီရဲ့အုပ်ဆိုးမှုကိုဖြိုချပြီးတော့တရုတ်ရဲ့ကိုလိုနီကျွန်ဘွားကိုကျောင်းမဲ့ရေးရနေပြီကာကွယ်နိုင်မဲ့ လမ်းကြောင်းဖြစ်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်